ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Shoe ကနေကြိုဆိုပါတယ်။ဆိုတော့ကျွန်တော်တို့က Manchester United ကကျွန်တော်တို့ဒီ Western Queen အ Western ကိုအိမ်ကွင်း Old Trafford မှာ1-1တရေကျပြီးတော့ကျွန်တော်တို့အဆင့်၄က Chelsea နဲ့အမှတ်တူနိုင်မဲ့အခွင့်အရေးကိုထပ်ပြီးတော့ကျွန်တော်တို့ဒါဆုံးရှုံးခဲ့ရပြန်ပြီ။ဒါဟာ MOD ရဲ့လက်အောက်ထူးထူးဒီယာဒီမှာကျွန်တော်တို့အဲအဆင့် detail ပို့ပြီးတော့ကောင်းတဲ့အနေအရာကိုတက်နိုင်မဲ့အခွင့်အရေးကိုဆုံးရှုံးခဲ့ရတာပထမဆုံးအကြိမ်တော့ကျွန်တော်မဟုတ်ဘူးပေါ့နော်။ ဆိုတော့ကိုတချို့လူတွေအတွက်လည်းအံအားသင့်စရာဖြစ်လိမ့်မယ်လို့မထင်ဘူးတချို့လူတွေအတွက်ကတော့ကစားမားတွေဘယ်သူကိုအပြစ်ရှာအောင်မလဲကျွန်တော်နည်းနည်းစိတ်ဝင်စားနေတယ်ပြည်တာတိတယ်နော်လက်ရှိကျွန်တော်တို့ကစားမား17ယောက်ထဲကဘယ်သူကိုမြင်အပြစ်ရှာရအောင်မလဲပေါ့နော်ကျွန်တော်နည်းတွေးနေတယ်ဘာလို့လဲဆိုတော့ဒီပွဲကတသိန်းလုံးကစုပ်ပြတ်တက်တယ်လို့ဖြစ်နေတယ်ဆိုတဲ့အခါကျတော့နော်ဟိုဘယ်လိုပြောမလဲပြိုင်ဘက်ကလည်းဘာမှန်လဲအသာစီးတွေပါတယ်ယူနိုက်ခဲ့တာမျိုးမဟုတ်တော့ဘယ်သူကိုဘယ်လိုမြင်ပြောမလဲပေါ့နော် တော့နင်းနင်းနေပြကိုလူတွေအမှန်တိုင်းပြအမှန်တကယ်တကယ်တကယ်မေးကြည့်တာကိုခင်ဗျားတို့ user user မေးကြည့်တာပါနော်နေတကယ်ထားပါတော့ဟိုကိုကိုပြောတာနဲ့အချင်းကြီးကောင်းလို့မကောင်းလို့တကယ်ကြိုက်လို့မကြိုက်လို့မေးတာမဟုတ်ဘူးတကယ်မေးကြည့်တာဒီနီးပြရဲ့လက်အောက်မှာကောင်းလာနိုင်ပါတယ်လို့တကယ်တကယ်ထင်နေကြတာလားပေါ့နော်ဟိုထင်နေကြတဲ့သူတချို့ကျွန်တော်ရှိတယ်မလားအာတည်တယ်မလားဟိုနေရာလေးပြောင်းရင်ကောင်းလာမယ်ထားပါတော့ Adam Warden ရောက်ရင်ကောင်းလာမယ် Carlos Barleba ရောက်ရင်ကောင်းလာမယ် ဖက်ဒရီကိုဒီမှာကိုလက်ဖွင့်ပဲနေရာမှာရောက်ရင်ကောင်းလာမယ်ပေါ့ဟလာဘန်ဒိုက်တို့ဆာလီဘာတို့ဂါဘရီယယ်တို့မီလီတာအိုတို့ဟမ်တို့ဒါရောက်လို့ရှိရင်အတင်းရဲ့ခန်းစစ်ကအကုန်ကောင်းလာမယ်ပေါ့ကော်တူဝါတို့ဘာတို့ဂိုသမားရောက်လာရင်ကောင်းလာမယ်တကယ်လက်ရှိဒီအခြေအနေနဲ့ပေါ့နော်ဒီဒီဒီနီးပြားနဲ့ဒီပုံစံနဲ့ပေါ့တို့အတိုင်းအတာတစ်ခုဒီအချိန်ပေးလိုက်ရင်ကောင်းကောင်းလာမယ်လို့ကျွန်တော်ထင်ရလားတော့အကေလို့ထင်နေဆိုရင်ပေါ့နော်ကျွန်တော်လောလောဆယ်ကျွန်တော် live သွားနေတယ်ဖြစ်တယ်ဆိုတော့ဗျာကျွန်တော်တို့နည်းနည်းလေးပြောကြည့်အောင်ဗာဘာကြောင့်ထင်လဲပေါ့ ဘာဘာကြောင့်ဘာကြောင့်ထင်ထင်လဲပေါ့နော်ဘာလို့မြင် MOD ရဲ့လက်အောက်မှာဘလူအချက်ချက်လီကဘာကြောင့်ကောင်းလာတယ်လို့ညီကတို့ထင်ကြလဲလို့လို့လို့ကျွန်တော်ပြောရဆိုကြရအောင်နော်ဘာကျွန်တော်တော့မမြင်ဘူးပဲကျွန်တော်မမြင်လို့ပဲဘာလို့ပြီးမြင်တဲ့ပြိတ်သက်တော်တော်များများလေးရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်မြင်နေရတာဗျာအစ်ဒီဒါတယောက်တည်းခိုးကြည့်နေရတာမဟုတ်ဘူးသိတယ်မလားလို့ကြည့်တဲ့သူတိုင်းမြင်နေရတာအာငါတို့တင်းကဘလူအချင်းကြီးရှိတယ်လေသိတယ်မလားလက်ရှိအာနီစလော့တို့ဘာလို့ကျွန်တော်နေနေပေါ့နော်ကျွန်တော်ဒီ ဟိုကိုအဆင့်အောက်မှာရှိနေတာဒါမှမဟုတ်အမှတ်ကတူတူပဲเนาะကိုအဆင့်အောက်မှာရှိနေပါတယ်ဆိုတော့အသင်းတောင်မှကစားပုံကအဲ့လောက်မစုပ်ဘူးနေလားဟိုကစားပုံအဲ့လောက်မစုပ်ဘူးဆိုတော့သူတို့မှာပေါ့နော်ပြိုင်ဘက်ကိုကျွန်တော်တို့ကအခွင့်အရေးဖန်တီးဖို့ကြိုးပမ်းနေနေထားမှာသူတို့မှာအာအချိန်ဒီတစ်ခုပဲရှိတာမဟုတ်ဘူးသူတို့ကအမျိုးမျိုးဖန်တီးနိုင်စွမ်းရှိတယ်ပေါ့တော်တော်တင်မှာသူတို့တိုင်ပတ်နေတယ်ပေါ့နော်ဆိုတော့လီဗာပူးသင်းကျွန်တော်တို့လွန်ခဲ့တဲ့နှစ်10နှစ်ပါညာပြန်သွားကြည့်လိုက်ပြလီဗာပူးသင်းဒီယာဒီမှာဒါအဆုတ်ဆုံးလို့ပြောလို့ရတယ်လီဗာပူးသင်းဒီယာဒီမှာအဆုတ်ဆုံးလို့ပြောလို့ရတယ်အဲ့အသင်းကိုအမှတ်မဖြတ်နိုင်ဘူး အဲ့ဒီအသင်းကိုအမှန်မဖြစ်မဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့ဟိုဟိုကျွန်တော်တို့မအံ့ဩဘူးပေါ့နော်ဒါတချို့ပြိသက်တော်များလည်းအံ့ဩကြလိမ့်မယ်လို့မထင်ပါဘူးကျွန်တော်ခုနကပြောလို့ပထမဆုံးချိန်မဟုတ်ဘူးကျွန်တော်တို့ဒီအခုဒီလိုအခွင့်အရေးတွေကိုမယူနိုင်တာကပေါ့နော်ပထမဆုံးကျွန်တော်အနေနဲ့ Northern Forest နဲ့ပွဲမှာကျွန်တော်တို့အမှတ်ရော့တယ်စပါးနဲ့ပွဲမှာလည်းအမှတ်ရော့တယ်ဒါအခွင့်အရေးတွေနော်ကျွန်တော်တို့ထိတ်ကတင်းနေတဲ့အမှတ်ယူနိုင်မဲ့ပွဲတွေအခွင့်အရေးတွေပြီးရင်ကျွန်တော်တို့အနေနဲ့ပြီးရင်ကျွန်တော်တို့အနေနဲ့ဗာလဲဒီ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 စပါးနဲ့လည်းပြီးရောကျွန်တော်တို့ဒါ Everton ကိုကျွန်တော်တို့ရှုံးပြီးတော့အမှတ်ရော့တယ် အခုလည်းပဲကျွန်တော်တို့ဒါဝက်ဆက်နဲ့ပုံမှာကျွန်တော်အမှတ်ရော့တယ်ဒါတွေဟာအခွင့်အရေးတွေပါကျွန်တော်တို့အစင်တက်နိုင်ရမယ့်အခွင့်အရေးတွေအိမ်ခွင့်ကြီးမှာမယူနိုင်ဘူးဆိုတော့ပွဲပြီးတဲ့အခါမှာ MO ရင်ဘာပြောမလဲကြည့်ကြည့်လိုက်နော် MO ရင်ဘာပြောမလဲဆိုရင်အာကျွန်တော်တို့အနေနဲ့ကစားမားတွေက energy ပို့ပြီးတော့လူတယ်ကစားမားတွေကပို့ပြီးတော့ fight 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 လုပ်နိုင်ရမယ်ပေါ့သိတယ်မလားနော် Donald Trump campaign လို့ဖြစ်နေတယ်ဗျာနော် fight 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 ဆိုရလေ Donald Trump ဘာလဲဒီဒီကောင်အဝမတိုင်ခင်တုန်းကလေဘယ်လိုပြောမလဲဒီသူ election သူရွေးကောက်ပွဲမတိုင်ခင်တော့ကလေဟုတ်တယ်မလားနော်သူကံပေးမှာတော့ fight 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 ဒါမှမဟုတ်အောင်ကနေသေးတယ်လေဒီနော်အဲ့အဲ့တိုင်းဖြစ်နေတယ်အမ်မိုနီယာတည်လာနော်ဟိုပရိသတ်အများတော်တော်များကကစားမားတွေကိုပဲကျွန်တော်တို့ကမြင်ကြတယ်ဗျမြင်ရတဲ့ဆိုတဲ့အခါကျတော့အဲ့ဒီပရိသတ်ရဲ့အမြင်နေနဲ့အံဝင်ခွင့်ကြဖြစ်အောင်လို့ကျွန်တော်တို့ကတည်တယ်မလားလုံးဝဆိုသူတို့တည်တယ်မလား energy ပြည့်နေ fight ရမှာကိုကောင်တွေကနူးနူးကြွားကြားရှိနေဘူးဘာညာပြောလိမ့်မယ်စိတ်ကြမင်းဟုတ်ပြောတာနော်အာမေပက်ထရစ်တူကဝင်လာတာတော့ဘလို့ဖြစ်တယ်ကျွန်တော်တို့ကဘလို့ပြောလို့တည်နေကစားမားတွေကပို့ပြီးတော့ဒီထက်ပို့သတိထားကစားလာလိမ့်မယ် နီးစနစ်ပိုင်းရကျွန်တော်တို့ကပြိုင်ဘက်ထက်ပိုမကောင်းခဲ့ပါဘူးလို့ဘာလို့ဘယ်တော့မှကြားရမယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ပြိုင်ဘက်ကိုဘာမှမလုပ်နိုင်ခဲ့တာလို့ဘာမှကျွန်တော်ကြားရမယ်လို့ကျွန်တော်မထင်ဘူးအော်ပြောတာနော်အော်ပြောတာကျွန်တော်တို့ဟိုဒီဒီယာဒီကပေါ့နော်အရင်နောက်မကြခင်မှာကျွန်တော်ကအပြောင်းလဲလုံမှရမှာဗျာအခုကနောက်မကြသေးဘူးနော်နောက်မကြသေးဘူးဒါပေမဲ့လို့နောက်ကြစားပြုတ်နေပြီနောက်ကြစားပြုတ်နေပြီကျွန်တော်တို့ဒီနည်းပြကိုဆက်ထားလို့ကောင်းလာမယ့်လက္ခဏာဘာမှမရှိရတော့ဘူးအဲ့တော့ ဘာမှကျွန်တော်တို့အနေနဲ့ကတော့ potential မရှိတဲ့နီးပြတစ်ယောက်ကိုလက်ရှိသူ့ရဲ့နီးစနစ်နဲ့လည်းသူအပြောင်းလဲမလုပ်ဘူးပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံလည်းအပြောင်းလဲမလုပ်ဘူးဆိုတဲ့ချင်းဒီမှာကျွန်တော်တို့ပြောင်းလဲဖို့မတင်ဘူးလားပြောင်းလဲဖို့ကျွန်တော်မတင်ဘူးလားဗျအားလုံးကထင်ကြတယ်သိတယ်မလားဟာဟိုနေရာလေးပြောင်းလဲပြီးလိုက်ရင်ကောင်းလာမှာပဲဒီနေရာကကျွန်တော်တို့ဘောနော်ဒီဒီလောက်လေးပြောင်းလဲပြီးလိုက်ရင်ကောင်းလာမှာပဲပေါ့နော်ကျွန်တော်တို့အထင်ကြတယ်ကျွန်တော်ပြောတယ်ရှင်းရှင်းလေးရယ်ကျွန်တော်တို့ကခန်းစစ်ကစားမတွေပူကောင်းတဲ့သူတွေခန်းဟိုခေါ်ပြီးလို့ဘူးမပြရတော့ဘူးလို့ထင်နေတယ်ဆိုရင် ော်ဂူမပြရတော့လို့ကျွန်တော်ထင်နေတယ်ဆိုလို့ရှိရင်တိုက်စစ်ကိုအရင်ကြည့်တိုက်စစ်မှာပြီးခဲ့တဲ့ရာသီဂူမသွင်းနိုင်လို့ဆိုပြီးတော့အန်ဘူမူရဲ့၊ကုညာရဲ့၊ရှက်ကူရဲ့၃ယောက်ခေါ်ပေးထားတာ၃ယောက်ပေါင်းတန်း200တန်း230လောက်ရှိတယ်ဒီကစားသမားတွေထဲမှာဂူသွင်းတာဘယ်နေရာဘယ်ကောင်ဘယ်နေပွဲရှိတယ်ရှက်ကူ2ကိုးပဲရှိတယ်ကုညာ2ကိုးပဲရှိတယ်အန်ဘူမူမှဘလဲကို3ကိုးလား4ကိုးလားပဲဒါပဲကျွန်တော်တို့ရှိတယ်အဲ့တော့တိုက်စစ်မှာဂိုးတွေရနေတယ်ကိုအတင်းကပါဂိုးတွေတွင်းနေတယ်ဆိုတာဆက်ပီးစ်တွေကနေခေါင်းတွေတိုက်လိုက်ပင်နေတီတွေရလိုက် ဒါမှမဟုတ်ဒီနေ့တော့နေဒါကောင်းတဲ့ရပါမကောင်းဘူးပြောတာမဟုတ်ဒါပေမဲ့လို့ကျွန်တော်တို့ကတိုက်စစ်မှာကစားသမားတွေခေါ်လိုက်လို့တိုက်စစ်မှာကြုံနေရတဲ့ပြဿနာတွေကပြည်လည်မသွားဘူးအခုကွင်းလေလေပဲဒီတိုင်းပဲအားလုံးကကာလုစ်ဘာလေပါကိုခေါ်ဟဲ့လားနော်အဒမ်ဝါတန်ကိုခေါ်ခေါ်လိုက်ဒီတိုင်းပဲသွားမှာဘာလို့လဲဆိုသူဒါကကစားသမားတွေညံ့လို့ဆိုတာကဗျာ40ရာခိုင်နှုန်းတော့ပါတယ်ထပ်မ30ရာခိုင်နှုန်းတော့ပါတယ်ဆိုနိပြကဒီကစားသမားတွေရဲ့အာနေချက်တွေကိုကာကွယ်ပေးဖို့တီးပြီးရင်သူတို့အာသာချက်တွေကိုထုတ်သုံးဖို့ဆိုတဲ့ပုံစံမျိုးနဲ့သွားနေတာမဟုတ်တော့ အခုဆိုလို့ရှိရင်တော့ Elio Anderson မှာအားနေချက်မရှိဘူးလို့ကျွန်တော်မြင်နေတော့။အော်ပြီးလို့ရှိရင် Adam Warden မှာအားနေချက်သိမ့်မရှိဘူးလို့ကျွန်တော်မြင်နေ။ Carlos Baleba မှာအားနေချက်သိမ့်မရှိဘူးလို့ကျွန်တော်မြင်နေ။လက်ရှိအသင်းရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်နေပြီလို့ကျွန်တော်မြင်နေ။ဒီကစားမားတွေအသင်းကိုခေါ်လာကြည့်လိုက်။ဒီကောင်တွေနှစ်ပတ်မကြာဘူးဟာမင်းဒီကောင်တွေကတော့သိတယ်မလား။ဘာမလုပ်နိုင်ဘူး။ဟိုဟာမလုပ်နိုင်ဘူး။ဒီဟာမလုပ်နိုင်ဘူးကျွန်တော်ဖြစ်သွားတော့မှာ။ဖြစ်သွားတော့မှာဆိုတော့အရာအလုံးကလူခေါ်လိုက်လို့ပြဿနာတွေကပြည်လည်မသွားဘူးပြာသေးလား။ ီလေမသွားဘူးဆိုတော့အခုနောက်တန်းလဲဒီတိုင်းပဲကျွန်တော်တို့ဝင်းဘက်တီကိုခေါ်ခိုင်းကြတယ်မှန်ပါတယ်ဝင်းဘက်တီမှာကျွန်တော်တို့တကယ်ပူကောင်းတဲ့ကစားမရှိရင်ပူကောင်းတဲ့အနေထားကျွန်တော်မြင်ကောင်းမြင်ရမှာပေါ့ဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိကြုံနေရတဲ့ပြဿနာတွေကဝင်းဘက်ကြုံနေရတဲ့ပြဿနာတွေကပြီလေမသွားဘူးဗျာဟေးလားအသင်းလိုက်ကြုံတွေ့နေရတဲ့ပြိုင်ဘက်ကိုကျွန်တော်တို့ဖိဖိစီစီမကစားနိုင်ဘူးဘာညာဆိုတဲ့ပြဿနာတွေကပြီလေမသွားဘူးဆိုတော့ဒါကြောင့် ကျန်တဲ့ညီကိုတွေကတော့တကယ်ပါနော်တယောက်နဲ့တယောက်သိတယ်မလားဒီအချင်းဒီတွေကအမြင်ချင်းမတူကြဘူးဆိုတဲ့အခါကျတော့ MOD နဲ့ပတ်သက်လို့ပေါ့နော်ကောင်းလာမယ်လို့ထင်နေသူတွေလည်းရှိတာပေါ့လေသိတယ်မလားဒါတော့အမြင်ကိုစီကွဲတာကိုအဲ့အောင်ကျွန်တော်ပြင်းချင်တာဘာဘာကြောင့်ကျွန်တော်ကောင်းမယ်လို့မြင်ကြသလဲပေါ့သိချင်တာဗျအမှန်တိုင်းပြောရင်ကိုဒီလိုပဲအဲ့လိုပဲ MOD ရောက်စတော့ကကျွန်တော်အနေနဲ့နော်နှစ်ခုတတူးမထူးယုံတမဲပဲကျွန်တော်ကြံတယ်ဟုတ်တယ်မလားဒီနည်းပြကိုဖြစ်စေခြင်းနဲ့အတင်းကိုအပြောင်းလဲဖြစ်စေခြင်းနဲ့ကုညာတို့ရောက်တော့ဂိုးတွေသွင်းစေခြင်းနဲ့ဘဲကစားမှဘသူမျိုးဆိုနည်းပြ လူငယ်ကစားမကြိုက်စစ်ဘက်ကစားမနိုအတင်းတာဝန်ရှိသူတွေ Ineos ပါညာအကုန်ရောက်လာပြီဆိုမှတော့ဖြစ်စီနေတာသို့တော်လည်းအချိန်တစ်ခုထိလုံလောက်တဲ့အချိန်တစ်ခုထိရောက်လာလို့ကျွန်တော်နေတယ်ပေါ့နော်ဒီထိရောက်တဲ့အရာတွေမမြင်ရတော့ဘူးဆိုရင်ဒါဟာကျွန်တော်ပြောင်းလဲဖို့အတွက်အကြောင်းဖန်လာပြီဘာလို့လဲဆိုတော့ကျွန်တော်အပြောင်းလဲလဲမလုပ်ဘူးပြီးရင်ဒီတိုင်းကြီးပဲဆက်သွားနေပြီးတော့ပေါ့နော်ဒါကြီးကိုပဲကျွန်တော်တို့ကပိုကောင်းလာမယ်အပြောင်းလဲအပြောင်းလဲမလုပ်ဘဲအပြောင်းလဲကိုမျှော်လင့်နေအလကားပဲဗျာသိလားအပြောင်းလဲမလုပ်ဘဲအပြောင်းလဲကိုမျှော်လင့်နေအလကားပဲ ဆိုဒီပွဲကကျွန်တော်ဒါသာထူးထူးဆန်းဆန်းအောင်ပြောကြရမလို့တော့ဘာကြောင့်လဲဆိုတော့ Greensby နဲ့ပွဲကလေးက Fulham နဲ့ပွဲကလေးကကျွန်တော်အနေနဲ့မြင်နေရပြီကျွန်တော် Arsenal ကိုရှုံးတဲ့ပွဲတော့မှာခဏထားအောင်နော် Fulham နဲ့ပွဲကလေးကကျွန်တော်ဒါတွေမြင်နေရပြီနော်ရှေ့မှာလဲကျွန်တော်ဒါမှမဟုတ်ကျွန်တော်စက်တိုက်ပြောလာရပြီသင်တောင်ရှိသူတွေအနေနဲ့အပြောင်းလဲတွေကျွန်တော်လုတ်ဖို့လိုပြီအရင်နောက်မကြသေးခင်သူတို့ပြောတယ်ဥရောပဝင်ခွင့်ရချင်တယ်ဥရောပဝင်ခွင့်ဒီတပတ်ကိုတပွဲလောက်ပဲကစားနေရတဲ့အချိန်မျိုးမှာအတင်းတွက် ဓိကရည်ရွယ်ချက်ဖြစ်တယ်ပေါ့ဥရောပဝင်ခွင့်ရဖို့ဒီအသင်းရဲ့အဓိကရည်ရွယ်ချက်ကဥရောပဝင်ခွင့်ဖြစ်ဖို့ဆိုရင်အဆင်မပြေတဲ့အနေအထားနဲ့ကျွန်တော်တို့ကပိုကောင်းတဲ့ကစားဟန်ကြီးမျှော်လင့်ပြီးတော့ပိုကောင်းတဲ့အဆင့်တန်းကြီးမျှော်လင့်လို့မရဘူးပိုကောင်းတဲ့အရည်ချင်းပိုရှိတဲ့သူတွေကိုကျွန်တော်အပြောင်းလဲတွေလုပ်ကစားမပဲဖြစ်ဖြစ်နီးပြပဲဖြစ်ဖြစ်သိတယ်မလားအပြောင်းလဲတွေလုပ်ပိုကောင်းတဲ့ကစားဟန်ကြီးကိုမြင်တွေ့အဲ့လာပြီးမှကျွန်တော်ပိုကောင်းတဲ့အဆင့်ကိုတတ်နိုင်မှာအရင်နောက်မကြသေးခင်အသင်းဘက်ကဥရောပဝင်ခွင့်မျှော်လင့်ခြင်းနဲ့ပတ်သက်လို့အရင်နောက်မကြသေးခင် ခြေလန်းနေရန်နောက်မကြသေးခင်ကျွန်တော်အပြောင်းလဲလုပ်ဖို့လိုတယ်ရရှိဒီမှာတော့ကျွန်တော်ကတော့မမြင်ရအောင်အမှန်တမ်းပြောအဲ့ကြောင့်ပြောတာနော်ဟိုဒါကြောင့်ဟိုဘယ်လိုပြောမလဲအခြေအနေရ ကျွန်တော်ကိုစိတ်ပြက်စရာကောင်းပါတယ်เนาะကိုပရိသတ်တွေနဲ့ပတ်သက်လို့လည်းအများစုကဒါအာအသိစရာလို့လို့ကျွန်တော်တို့ကတော့မမြင်တော့ဘူးเนาะခင်ဗျားတို့တော့မသိဘူးဆယ်သမားကျွန်တော်ကတော့ဗျာတဲ့စိတ်ပြက်မိတယ်တဲ့ဇလာတန်မရောက်ခင် လောက်ကလေးကမကြည့်ပြစ်ခဲ့တော့တာတဲ့ယာဒီပြီးခဲ့တဲ့ယာဒီကမှပွဲတွေပြန်စကြည့်ရတယ်เนาะအဲဆယ်စုနှစ်တခုကျွန်တော်ကြာပြီဗျာတဲ့ United ကသူ standard မှာရှိမလာသေးဘူးခင်ဗျားအချိန်မလာဘူးဗျာเนาะအဲ့ဒီတန်ဟာပထမဆုံးယာဒီလောက်ကြည့်ရင်တော့ဗျာအချိန်နေနေကောင်းအောင်မယ်ခင်ဗျားအချိန်အချိန်အရောက်ခင်ဗျားအချိန်မကြည့်တာဘူးဗျာเนาะတကယ်တော့မကြတာဗျာတဲ့နီးပြားကလည်းเนาะဘယ်လိုပြောဖို့ကြားလို့တော့ပြောရမလားတဲ့စိတ်ပြက်စရာကောင်းနေပြီဗျာတဲ့เนาะ အဲဒူဂူဆိုတဲ့ကောင်ကလက်ကားပိပိပြားတယ်ဗျာရေချင်းမမရှိဘူးပြဒီလိုပါပဲကျွန်တော်ဘယ်ကစားမကူမဆိုသူ့နေရာနဲ့သူမတုံးမတော့ကစားမတွေရဲ့အရေးချင်းတွေကိုကျွန်တော်ဘယ်နော်မြင်ရဖို့ကမလွယ်ပါဘူးเนาะကစားမတွေရဲ့အရေးချင်းတွေကမြင်ရဖို့ကျွန်တော်မလွယ်ဘူးသူ့နေရာနဲ့သူနဲ့တုံးနေအစင်လည်းမပြည့်ဘူးဆိုလို့ရှိရင်တော့ဒါကျွန်တော်အနေနဲ့ဘယ်နော်ပြောစရာကျွန်တော်ရှိလာပြီဒါပေမဲ့လို့သူ့နေရာနဲ့သူအတုံးအတုံးမခံရတဲ့ပလီယာတွေကိုကျွန်တော်အနေနဲ့ဘယ်နော်အဲကောင်းတဲ့ခြေသွင်းမျှော်လင့်လို့မရပါဘူးသူ့နေရာနဲ့သူအတုံးမခံတဲ့အနေထားတွေကနေကောင်းနေတယ်ဆိုတော့ခြေသွင်းပြရင်အဲ့ဒီကစားမက လုံးဝ worthless လေးပဲဖြစ်နေလို့ပဲလက်ရှိ Bruno Fernandes တို့ဘာလို့လို့ဒီကောင်ဒီကောင်တွေဆိုတာသူတို့နေရာမဟုတ်ဘူးဒါပေမဲ့လို့အဲ import တွေကကျွန်တော် output တွေကအမြဲတမ်းမြင်ရတယ် Fernandes နဲ့ပတ်သက်လို့ရှိရင်ဒါသူဒါမှသူအကောင်ဆုံးပုံစံမဟုတ်သေးဘူးပေါ့လက်ရှိသူ့နေရာနဲ့သူမဟုတ်ဘဲနဲ့အတုံးချခံရတဲ့ကစားမားတွေစီကနေပြီးတော့ပူကောင်းတာကျွန်တော်မျှော်နေလို့မရပါဘူးဘာလို့လဲဆိုတော့ကစားမားတယောက်ရဲ့အာသာချက်နဲ့အာနေချက်ရှိတဲ့နေထားမှာနီးပြဖြစ်သူကကစားမားရဲ့အာသာချက်တွေကိုထုတ်မတုံးနိုင်တဲ့ပြင်အာနေချက်တွေကိုပို့ပြီးတော့ပေါ်လွင်အောင် လုတ်ပြထားတဲ့နေရာထားပြီးကစားနေတယ်ဆိုလို့ရှိရင်တော့ဒါဟာကစားမတယောက်ကိုကျွန်တော်အပြစ်သွားမြင်လို့ကျွန်တော်မရတော့ဘူးကျွန်တော်ပြောရရှင်းရှင်းလေးရယ်ပက်ထရစ်ဒူဂူကိုကျွန်တော်အနေနဲ့ခေါ်ခဲ့ကြတဲ့ကပက်ထရစ်ဒူဂူဒီဝင်းဘက်မှာကစားနေတဲ့ပလေယာမဟုတ်ဘူးเนาะအခုလက်ရှိကျွန်တော်အနေနဲ့အတင်းရဲ့ပွဲထွက်လူစင်းကိုကျွန်တော်ကြည့်ကြည့်လိုက်လုတ်ရှော neutral center back เนาะ neutral center back မဟုတ်ပါဘူးသူက full back ကစားမှာပါကျွန်တော်အနေနဲ့ left center back မှာကစားနေရတယ်เนาะ master wi full back ကစားသမားပါ right center back မှာကျွန်တော်ကစားနေရတယ် နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအာမက်ဂျာလို့ကျွန်တော်ဝင်းဘက်ကစားဝင်းကားပါကျွန်တော်တို့လက်ရှိမှာဝင်းဘက်မှာကစားနေရတယ်ဘရူနိုဖနက်စ်အတက်ကင်မစ်ဖီးလ်ဒါပါဆန်ဒရီမစ်ဖီးဒက်ဖန်စစ်မစ်ဖီးလ်မှာကျွန်တော်ကစားနေရတယ်ဟမ်ကျွန်တော်ဂျေရှူဝါဇီကီဒီဆန်နာဖိုးရဲ့စစ်စစ်မဟုတ်ဘူးကျွန်တော်ကစားနေရတယ်စဉ်းစားကြည့်ပါကျွန်တော်တို့ပွဲထွက်လူစဉ်ဆက်ကျွန်တော်ပြီးခဲ့တဲ့ပွဲကပြောသလိုပဲပွဲထွက်လူစဉ်7ယောက်မှာ6ယောက်9ယောက်လောက်ကသူ့နေရာနဲ့သူမကစားနေရဘဲနဲ့ unbalance ဖြစ်နေတဲ့အတင်း balance မရှိတဲ့အတင်းတင်းစီကနေဘာမှကျွန်တော်မျှော်လင့်လို့မရပါဘူး နီးပြရဲ့တာဝန်ကလက်ရှိရှိတဲ့ကစားမားတွေစီကနေပြီးတော့အကောင်းဆုံးအခြေအနေတွေကိုထုတ်သုံးနိုင်ဖို့အဲ့လိုထုတ်မသုံးနိုင်ပြီးဆိုလို့ရှိရင်တို့အနေနဲ့အလကားပဲအလကားပဲเนาะဆိုတော့ဒါကြောင့်အခြေအနေကမကောင်းဘူးပြီးခဲ့တဲ့စပြီးတော့ Ipswich နဲ့ပွဲစဉ်ကနေပြီးတော့အခုလက်ရှိချိန်ထိအပြောင်းလဲဆိုတာ MOD လက်အောက်မှာဘာမှမရှိပါဘူးဘာမှကျွန်တော်မရှိပါဆိုတော့အပြောင်းလဲမရှိတဲ့အတင်းတင်းစီကနေပြီးတော့ပြောင်းလဲတဲ့ရလက်တွေကျွန်တော်မျှော်လင့်လို့မရဘူးတူညီတဲ့ရလက်တွေပဲကျွန်တော်ထွက်လာမှာပဲ ေဒီတဲကမှနိုင်ပွဲတချို့နိုင်နေပါ냐ဆိုလို့ရှိရင်ကစားသမား quality ကိုကျွန်တော်ပြင်ကြည့်ရတော့မယ်တိုက်စေးကကျွန်တော်အနေနဲ့တန်းနေရရောတုံးထားတဲ့အချိန်မျိုးမှာပြီးခဲ့တဲ့ယာဒီကတိုက်စေးတဲ့ပူကောင်းတဲ့အရာကိုကျွန်တော်မျှော်လင့်နေအခုလည်းကြည့်တချို့ကျွန်တော်တွေ့နေရတယ်ဒါတော့မှတိုက်စေးကစားမှာကုညာနဲ့ကျွန်တော်ရဲ့ schedule နှစ်အောင်ပေါင်းမှကျွန်တော်သုံးခုပဲတွင်းထားတာပါလက်ရှိ premier league ပွဲစဉ်ကစားရတာ14ပွဲရှိပြီ injury တွေပါတယ်ခဏတာပြောချင်တာကငွေ၃နိုင်ပြဿနာဟာမပြေလည်ဘူးဗျာဒီလားပြဿနာမပြေလည်ဘူးเนาะ ဝူဘန်ဟန်တန်ရဲ့ပွဲမှာနိုင်အောင်ပါဆိုတော့တဲ့နော်အဲမထွက်လောက်သေးဘူး MOD 9တဲ့ဝူဘန်ဟန်တန်ရဲ့ပွဲမှာဝူဘန်ဟန်တန်ဟာ DRD ပထမဆုံးနိုင်ပွဲကိုရလိမ့်မယ်ခင်ဗျကြည့်နေသေးလားနော်ဝူဘန်ဟန်တန်ဟာ DRD ကျွန်တော်တို့ပရီးမီးယားလိမှာနိုင်ပွဲတစ်ပွဲမှန်ကျွန်တော်တို့မရသေးဘူးနော်ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ဝူဘန်ဟန်တန်ဟာကိုရီးနဲ့တွေ့မှ DRD ပထမဆုံးနိုင်ပွဲရသွားတယ်လို့ဘာလို့ပေါ့နော်ကျွန်တော်တို့အနေနဲ့မြင်ရတော့မှာဟုတ်ပြောတာစဉ်းစားကြည့်အဲ့ဒီတဟာကိုပြန်ခေါ်ပြရတဲ့နေပါနေပါเนาะကျွန်တော်တို့ကနီးပြတဲ့အကိုထုတ်ထားရတယ်ဆိုတဲ့အနေထားမှာအကြောင်းရင်းတွေရှိတယ်ဗျာ ်အဲရီတန်ဟာရဲ့နောက်ဆုံးရာသီတွေသူ့ရဲ့ဒုတိယမြောက်ရာသီတွေသွားကြည့်လိုက်ထားတယ်ဆက်ထားတယ်ကျွန်တော်တို့ဘာအဓိပ္ပာယ်မှမရှိဘူးအော်မင်းသူသူကဒုက္ခပေးကြတာအခုချိန်ကြီးခံစားနေရတဲ့အရာတွေရှိတယ်ဟုတ်တယ်မလားကျွန်တော်ရီယယ်မထရီကိုပြောင်းထားတဲ့လက်ဘတ်ဒီတို့လားကျွန်တော်တကယ်ကစားမလေးတွေဒီကောင်အမေအမှန်ကန်ရောက်ပြီးတော့အသုံးမချတဲ့ကစားမလေးအတင်းကိုခေါ်ရတာတန်ဟာနဲ့ပတ်သက်လို့ပြန်ခေါ်တဲ့အကြောင်းမရှိဘူးဒါပေမဲ့လို့ MOD နဲ့ဆက်သွားဖို့လေကျွန်တော်တို့ကမဖြစ်သင့်ဘူးဒီတဲ့ပို့ပြီးတော့လုံပြနေတဲ့နီးပြတရားကိုကျွန်တော်ခန့်သင့်တယ်ပေါ့နော်ကျွန်တော်တော့အတင်းတောင်းရှိသူတွေအနေနဲ့ ီပြဿနာတွေကို serious သူတို့ပေါ့နော်လုံးဝကလပ်ကလုံးဝ serious ကလပ်ဆိုလို့ရှိရင်ဒီလိုအခြေအနေမျိုးဒီလို standard မျိုးမဖြစ်သင့်တော့ဘူးဗျာသိလားအပြောင်းလဲဒီကျွန်တော်လုံးဝ demand မှကျွန်တော်ရတော့မယ်ဒီပုံစံနဲ့ဆိုရင်နော်အဲလုံးဝမထင်ပါဘူးဗျာတဲ့တစ်ခါလာလဲဒါပဲနှစ်ခါလာလဲဒါပဲနေပေါ့နော်ဒီနည်းပြနဲ့ဘာလို့မလဲဆိုတာကိုပဲသိနေတာကိုပဲတဲ့ဘာမှလည်းအံအားသင့်စရာတော့ကျွန်တော်မရှိပါဘူးเนาะเนาะဆိုတော့အံအားသင့်စရာမရှိဘူးဆက်သမားဘယ်လိုလုပ်ကြမှာလဲစဉ်းစားကြည့်တော့ကျွန်တော်ဝမ်းစီနဲ့အမ်မိုရင်ကနိုင်ပြီလို့ထင်လိုက်တဲ့အနေထားမှာရှိရေဗျာသိလား တကယ်တကယ်ကျွန်မကိုစဉ်းစားကြည့်သူလူစားလဲတဲ့အနေအထားတွေကိုကျွန်တော်တို့ကြည့်ကြည့်ဗျဝမ်းစီးနဲ့ဝမ်းစီးနဲ့မင်းပွဲအနေအထားကိုသူနိုင်ပြီလို့ထင်လိုက်တဲ့အနေအထားမှာရှိတယ်မင်းကွာမင်းစဉ်းစားကြည့်တယ်မှာကျွန်တော်လူစားလဲတာတဲ့ကျွန်တော်တို့ဝမ်းစီးနဲ့ကျွန်တော်နိုင်နေတဲ့အခြေအနေမျိုးမှာညီကတို့သိနေတာပဲဒီသင်းနဲ့ပတ်သက်ရင်ဝမ်းစီးကနေဘယ်ချိန်မှစဝမ်းဝမ်းဖြစ်သွားနေနေဆိုတာကျွန်တော်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ကျွန်တော်တွေ့နေရတာပဲဝမ်းစီးနဲ့နိုင်နေဓာတ်လို့ကိုထုတ်တယ်ဘက်ထရီတူကူကိုပြန်ထည့်ဘာထူးလေကွာ လူရှောကိုထုတ်တယ်လီဆန်ဒရိုမာတီနက်စ်ကိုထည့်တယ်ဘာထူးလဲဗျာဟဲဗင်ကိုထုတ်တယ်ယူရူကိုထည့်တယ်ဘာထူးတို့ခန်စစ်ကောင်နေထည့်ဘာလုပ်ဖို့တို့ဟုတ်တယ်မလားကိုအသိကမှကျွန်တော်အနေနဲ့ပွဲကိုဒီထက်ပို့ပြီးတော့ဖျက်ဖို့လိုးနေပါတယ်ဂူးထက်လူနေပါတယ်ဆူမပဲဝမ်းစီနဲ့ငါတော့နိုင်နေပြီဟေးငါတို့တွေခန်စစ်ပိတ်ကြမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတယ်ခန်စစ်၃ယောက်ကိုခန်စစ်၃ယောက်နဲ့ပြန်လဲတယ်ဗျာအသိကမင်းနိုင်မှုလူနေပါတယ်၈၀နဲ့၃မိနစ်မှာကျွန်တော်ဂူးပေးရတယ် အမေခန်းစစ်က၃ရောက်ဖြစ်နေတော့မေဝင်းဘက်ကြီးနှစ်ဖက်ကိုမြင်နေရတော့မေဖြတ်တင်ပိုးပြီးကြည့်နေလို့ဇစ်ဇီကထွက်သွားပြီးခေါင်းတိုင်းပဲကောင်းမရှိတော့ဘူးပြိုင်ပဲအေရီယာဘောက်စ်ရောက်လာပြီးဆိုတာနဲ့ဖြတ်တင်ပိုးတွေပြီးဖို့လုံနေဘယ်သူကခေါင်းတိုင်းမှာတော့ဝက်ဆန်းတဲ့ပွဲမှာတပွဲလုံးဖြတ်တင်ပိုးတွေပြီးလာတာမရပါဘူးဆိုမှပဲဂရောင်းကနေတခါသွားတယ်မေတကူရတယ်ဗျာဟုတ်တယ်မလားဂရောင်းကနေသွားလိုက်တဲ့ဂူလီရလာတယ်ဆက်သွားပါလားဘေးဂရောင်းဖြတ်တင်ပိုးပြီးဖို့လို့ဘယ်သူကခေါင်းတိုင်းမှာတော့ဝက်ဆန်းဘက်ကတဖုံးဖုံးခေါင်းတိုက်တာရှင်းထုတ်နေတာ င်တို့ကမိဖြစ်နေပုံပေးပေးဘူးလို့ဘယ်သူကခေါင်းတိုက်မှာတော့သူဟိုပြိုင်ဘက်ကိုကျွန်တော်ဘယ်တော့ဘယ်လိုပြောမလဲဒီဟိုအနိုင်ကစားဖို့အတွက်ပေါ့နော်ကျွန်တော်အခြေအနေဒီကိုယ့်ဘက်မှာရှိမနေရင်အခွင့်အရေးတွေဖန်တီးဖို့နဲ့ပတ်သက်ရင်မလုံတက်ဘူးဗျာဒီလားအခုလက်ရှိကျွန်တော်တို့တိုက်စစ်မှာဂိုးတွေပါရနေတယ်ဆိုတာမင်းအထင်မလွဲနေတော့တိုက်စစ်တအားကောင်းပြီးတော့ငါတို့ရဲ့ open play chance တွေအရန်ကောင်းနေလို့ရနေတာမဟုတ်ဘူး set piece တွေတောင်းကန်ဘောတွေเนาะကျွန်တော်ပင်နေဒီတွေကနေရောဂိုးတွေကရနေတာ ျွန်တော်ပြောသလိုပဲဒါမကောင်းတဲ့အရာတော့မဟုတ်ဘူးကောင်းတဲ့အရာပဲပြီးခဲ့တဲ့ Eric Tang ရဲ့လက်အောက်မှာသူဒါတွေတအားဆိုးွားခဲ့တာအခုလက်ရှိကောင်းလာတယ်ဒါပေမဲ့ defensive ပိုင်းကကျွန်တော် set piece ကနေ goal တွေပေးနေရတာက Premier League ရဲ့ကျွန်တော်အញ្ញံဆုံး၅သင်းမြောက်မှာကျွန်တော်ရှိနေတယ်နောက်တစ်ခုကကျွန်တော် open play မှာကျွန်တော် chance create မလုပ်နိုင်မှာတော့မင်းဘယ်လိုလုပ်ပြီးတော့ပြိုင်ဘက်ကိုကျွန်တော်အနိုင်ယူတော့မလို့ဟိုအခွင့်အရေးဖန်တီးမှုလို့ပြောလိုက်ရင်ကျွန်တော်တို့မှာသူများတဲ့တွေလို့ဘာမှမလုပ်တတ်ဘူးဗျာ play button တွေကဘာရှိလဲဆိုတော့ဖြတ်တင်ပေါ်ပဲစွတ်ပေးနေတယ် ချဲကိုရှိတုန်းကဘာဖြတ်တင်ဖို့မှမလာဘူးမသိတမင်ရွက်နေသလားအောင်မရအမူရင်းကအမူရင်းရောက်ဗျာတိလားဟိုပွဲပွဲတပွဲကိုနိုင်အောင်သူ manage လုပ်နိုင်နေဗျာဒါပေမဲ့ကိုရီကိုခန်းသားခက်အောင်ဒီကောင်တမင်ရှုပ်မင်းခန်းသားခက်အောင်ကိုလုပ်နေတာအဲ့လိုဖြစ်နေတယ်ဆရာသမားနော်ဘယ်လိုလုပ်မလဲဆရာသမားတကယ်ပြတော့ဒီကအားအသိလို့မဆိုးဘူးပေါ့အားအသိလို့မဆိုးဘူးเนาะ အတင်းကဂိုးလိုနေတဲ့အချိန်မှာတော့မြဘာကြောင့်မြန်နောက်တန်းကိုအဓိကလဲတယ်ဗျာအဲ့ဒါရှင်းပြပေးတယ်နီးပြနဲ့ UCN ဝင်ခွင့်မရနိုင်ဘူးလို့ထင်တာပဲတဲ့နော်မင်း UCN ဝင်ခွင့်လဲအဲ့ကျွန်တော်ပြောမိထား UCN ဝင်ခွင့်ကသိလားလာမယ်ပွဲတစ်ပွဲကိုငါတို့ဘလူမြန်တည်ကြမလဲဆိုတာပဲကျွန်တော်ငါတို့ဘလူမြန်တိုင်ပတ်မလဲဆိုတာပဲမင်းကြည်နေဗျာသိလားနော်အာဆိုတော့ဟိုဘာကြောင့်ခန်းစစ်လူတွေလဲတယ်လဲဆိုတော့မင်းအုံအောင်မရှိလို့ပေါ့ဗျာရှင်းနေတာပဲကိုကနိုင်ဖို့လိုပါတယ်ဆိုမှခန်းစစ်၃ယောက်ကိုခန်းစစ်၃ယောက်နဲ့ပြန်လဲတယ်တခိုင်းကြုံဘူးသီလား တခါမှမကြုံဘူးเนาะတခါမှမကြုံဘူးเนาะနီးပြကိုပဲနီးပြကိုပဲမေးတင်နေပြတယ်နိုင်တင်နေပွဲတွေဆိုလို့ချင်းဘာကြောင့်မနိုင်နေလို့လဲเนาะတရင်တရင်တောက်တွေကမေးကမ်းမနေအာတရင်တောက်တွေကမေးလေဒီကောပြောမှာပဲလေကျွန်တော်တို့ကစားမတွေက energy level မကောင်းဘူးတို့ဟုတ်လားနော်ဖြစ်တဲ့ပွဲတွေဗာလဲကျွန်တော်တို့ကစားမတွေရာဒီတက်ပို့ပြီးတော့ active ဖြစ်တဲ့တွေလို့ကျွန်တော်ရှာကြည့်ဦးမှာဟုတ်ပြောတာနော်ကျွန်တော်ကျွန်တော်တို့ United Shoe ကနေပြီးတော့ကျွန်တော်တို့ဗာနော်တင်းတင်းတဲ့လူကတင်ပါလိမ့်မယ်ကျွန်တော်ပွဲပြီးတဲ့အခါနိပြအန်ဂိုရင်ပြောစကားတွေကျွန်တော်တင်ပါလိမ့်မယ်ဗာနော်သူတင်ပါလိမ့်မယ် ဲသူသူပြောပါလိမ့်မယ်နော်ဒါပြီးရင်ကျွန်တော် fan discussion နဲ့ကျွန်တော်ရှိရှိတယ်နော် fan discussion ကျွန်တော်ရှိတယ်နော် fan discussion နဲ့ကျွန်တော်ရှိတယ်ဆိုတော့ neuro ace ကကျွန်တော်ပြောလို့ရသေးတယ်နော်ဒါပြီးရင်ကျွန်တော်နော်နော်ကျွန်တော်တို့ ammonia ကတော့ဒီချိန်မှာဟို rating ပေးမယ်ဆိုလို့ရှိရင်တော့ဘယ်သူမှသိကောင်းကောင်းတော့ပေးခြင်းလိမ့်မယ်ကျွန်တော်မထင်ဘူးတိလားကျွန်တော်လက်ရှိနော်11တေးကြခဲ့တဲ့ပွဲမှာကျွန်တော် rating ပေးလို့ရပြီနော် brother ကစားမားတွေရဲ့ rating ပါ neuro ပေးလို့ရကျွန်တော် link လေးချပေးထားမယ်နော် link လေးချပေးထားမယ်ကစားမားတွေနီးပြရဲ့ဆွမ်းဆောင်ရည်တွေကိုကျွန်တော်နော် link ဟိုပါလဲ rating ပေးလို့ရအောင်နော်ဆိုတော့ ဘယ်လိုကြရမလဲနော်အဲခမရတော့တင်းငိမ့်လာပြီနော်တင်းငိမ့်နေပြီပေါ့လေငါလုံးမမင်းပြီးခဲ့တဲ့တနေ့လုံးအဆင့်ဆန်ကားနဲ့ယာစီတိမ့်လာတာကွာဒါမင်းဘာဘာဖြစ်တော့မှာတော့ဟုတ်တယ်မလားမင်းနော်ပြီးတဲ့ပြီးငယ်လွန်ခဲ့တဲ့52နှစ်အတော်တွင်အဆိုးဝါးဆုံးကာလနဲ့ငါတို့ကဖြတ်တန်းလာရတာပရီးမီးယားလိမှာ12လမှာ12ပွဲပဲနိုင်နေဆိုတဲ့နီးပြားတယောက်နဲ့ဖြတ်တန်းလာရတာမင်းဘာမှန်းမင်းတိတယ်မလားမင်းဖြစ်စရာကြင်သီးလို့တော့ဟုတ်တယ်မလားနော် ဘုတ်ဖွဲကမလှုပ်သွေးတော့ဗျာတဲ့နော်ကျွန်တော်တို့ကဒီနည်းပြပဲကြည့်ရမှာပဲတဲ့ဘာမှမတက်နိုင်ဘူးလို့မကြိုက်လဲနော်ဒီတိုင်းပဲသွားရမှာပဲတဲ့နော်အဲ့ဒါပြောတော့ဒိုင်းမဲ့လေးလို့ကျွန်တော်ပြောနေတာကကျွန်တော်တို့အသင်းမှာစတန်ဒတ်ကြီးကျလာပြီဆိုတော့ပိုင်ရှင်ကြီးရဲ့ဘက်ကလည်းစိုင်းတယ်လीဟုတ်တယ်မလားပိုင်ရှင်ကြီးကငါတို့အသင်းကတော့ဒီထက်ပိုကောင်းတဲ့စတန်ဒတ်ကြီးနဲ့သွားမရမယ်လို့သူတို့ထင်ငါတို့ဒီလောက်နဲ့မရဘူးဆိုဒီနည်းပြအောင်ထုတ်ရမှာပဲတကယ်ပြနော်နိုင်သွားရင်နော်အင်းသူ့ကိုမင်းအမှန်ကန်ဒီသဘောကြားတဲ့သူတွေသူနဲ့ပိုကောင်းလာမလို့ထင်တဲ့သူတွေရဲ့ဘက်ကနိုင်သွားပြီဆိုလို့ရှိရင်မင်းသိတယ်မလား ဟိုနီးပြကိုပြောပါဦးနေဘာဖြစ်နေဦးမယ်သိလားเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီပွဲဒီတကယ်ပြောခင်ဗျစဉ်းစားကြည့်ဒီပွဲနိုင်သွားတယ်ထားတော့ဗျာကဲเนาะ2-1နဲ့ကျွန်တော်နိုင်သွားတယ်ထားတော့ခင်ဗျဒီပွဲနိုင်ကစားပုံကောင်းနေလို့ထင်ကြတာ Crystal Palace နဲ့ပွဲကျွန်တော်1-2နဲ့နိုင်သွားတယ်ကောင်းနေလို့ထင်ကြတာ Palace နဲ့ပွဲမှာအဲ့ Palace ကကြာလာပြီးမှဒီကောင်းကြီး Europa League ကစားထားလို့ကိုရီနဲ့တိုင်ပတ်ပြီးတော့ဒီကောင်းကြီးဒုတိယပိုင်းမှာအကုန် energy ကုန်ပြီးတော့ကိုရီဘက်ကနိုင်သွားတာပဲရှိရဒုတိယပထမပိုင်းစုပ်ပြတ်တက်နေတာပဲ ဟမ်ကျွန်တော်ဟိုကောင်းနေလို့ထင်ကြလာကြအဲ့ကြောင့်နော်အနိုင်ရလက်တချို့ကတချို့ကြလို့ရှိရင်သိတယ်မနော်ဟိုအနိုင်အနိုင်ရလက်တချို့ကလीကြည့်မယ်အတင်းရဲ့လက်ရှိရလက်အချီနေကိုသိတယ်မနော်မဖော်ပြဘူးဗျာနော်အိုးမဖော်ပြဘူးဗျာသိလားအချီနေကလीအဲ့တော့ကျွန်တော်တို့ကဟိုရလက်ကလေးတချို့ကြောင့်ねဘူပြောမယ်ခဏ Crystal Palace နဲ့ပွဲတို့ဘာလို့တုံးကဆိုလို့ရှိရင်ရလက်ကလေးတချို့ကြောင့်ねကျွန်တော်တို့ကကိုအတင်းအနေထားကြီးကိုအကုန်ကောင်းနေထင်ခဲ့ကြတာဟုတ်တယ်မလားကျွန်တော်တို့အဲ့တုန်းကလည်းပြောတယ် ဟိုပြောကြတယ်သိတယ်မလားဟိုမကြိုက်ကြဘူးမကြက်ရဘူးဆိုတော့ကအာဘလို့ပြောမလို့နိုင်သွားတာကိုမကြည်နဲ့တော့တကယ်တမ်းတချို့နိုင်ပွဲတွေကနော်တချို့နိုင်ပွဲတွေကနော်တချို့နိုင်ပွဲတွေကကျွန်တော်တို့ဘလို့ပြောမလဲအမြင်မှားတာတွေကိုပဲကျွန်တော်ပြီးတယ်ကျွန်တော်ဘာမှမပြီးဘူးဗျာသိတယ်နော်ကျွန်တော်ဘာမှမပြီးဘူးအမြင်မှားတာကလို့ရင်ဘာမှမပြီးဘူးတချို့နိုင်ပွဲတွေကနော်ပေးလေးစနဲ့ပွဲမှာဆိုလို့ချင်းစုတ်ပြတ်တက်နေတာပဲနော်ကျွန်တော်တို့ set piece နှလုံးကနေကျွန်တော်နိုင်သွားတယ်နော်ဟိုဘလို့ပြောမလဲကစားမားတွေကဟိုအမ်မိုနီယာဒုတိယပိုင်းမှာ तू က အမှန်ကန်အင်တိုင်းအားတဲ့ပြောလိုက်လို့ပဲအချင်းကြီးကောင်းလာတာလေဒီလိုပါလို့ကျွန်တော်ဖြစ်ကုန်ကြတာအခုဒီပွဲတဲ့ဒီလိုပဲကျွန်တော်စဉ်းစားကြည့်ကျွန်တော်ဒီပွဲသာနိုင်သွားရင်မတွေးရတရားပဲငါအမင်းအစင်လေးအစင်လေးကတင်တယ်အမှတ်တူသွားပြီးသိတယ်မလားနော်ဘယ်ရောက်သွားကြတာတုံးဘာညာဖြစ်နေဦးမယ်ဆိုတော့အချင်းကြီးကမကောင်းဘူးဗျာသိလားအခုဒုတိယပိုင်းကျွန်တော်အသင်းဘက်ကနိုင်မှုလူနေပါတယ်ဆိုတဲ့အချင်းကြီးမှာတောင်းပါဗျာအသင်းမှာ attacking option နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒါကိုဘီမေနူးရှိမယ်ရှေးလီစီရှိမယ်ပေါ့နော်မေဆန်မောင်းရှိမယ်မေဆန်မောင်းတော့မှသူကြိုက်တဲ့ကစားမမှုလဲရတာ လေစီတို့ဘာလို့ကလူငယ်ကစားမလေးမို့လို့မတုံးဘူးမအင်ဘူးကျွန်တော်ဒါပေမဲ့ပြောချင်တာနီးပြတအားကြောက်တာတအားကြောက်တယ်ဆိုတော့ကာသူမတုံးရဲဘူးဗျာသိလားမင်းနူတို့ဘာလို့ဆိုလို့ရှိရင်လည်းမင်းနူကြောင့်သူကမင်းနူကိုထိတ်လိုက်လို့မင်းနူမင်းနီကြောင့်နိုင်သွားမှာကိုစိတ်ပူတယ်နေသားမျိုးနဲ့မသိဘူးဒါပေမဲ့မင်းနူလည်းကျွန်တော်ပြတကယ်အမ်မိုရင်လက်အမ်မိုရင်ဆက်ရှိသူမင်းနူကမကစားလीကောင်းနေပဲမင်းနူကအမ်မိုရင်ဆက်ရှိသူမကစားလीကောင်းနေပဲအဲ့ဒါအမှန်တမ်းပြောတာဘာလို့လဲဆိုတော့အမ်မိုရင်ရဲ့လက်ရှိသွားနေတဲ့ပုံစံကဘယ်ကစားသမားမှကောင်းမလာဘူး အမ်မိုနီလက်အောက်မှာကျွန်တော်စဉ်းစားကြည့်ဗျာဂျေစီးရှိမယ်၊ကုညာရှိမယ်၊အမ်ဘူမိုရှိမယ်။အမ်ဘူမိုဟာဘရန်ဖူကတော့ကောင်းမနေတယ်လို့၊ကုညာဟာဝူဘန်ဟန်တန်ကတော့ကောင်းမနေဘူး။မာဇာဝီပူကောင်းမလားဘူး၊ဖာနန်ဒက်စ်ပူကောင်းမလားဘူး၊ကက်စမဲရိုအဆင်ပြေအောင်တော့ပဲရှိတယ်။အာမက်ဂျီယာလိုပူကောင်းမလားဘူး၊ဒါလိုပူကောင်းမလားဘူး၊ဟဲဗန်ပူကောင်းမလားဘူး၊လူရှောပူကောင်းမလားဘူး။နော်။ဘယ်ကစားသမားမှပူကောင်းမလားဘူး။အမ်မိုရင်းရဲ့လက်အောက်မှာ။ဘာလို့လဲ။ကစားသမားအများစုကိုသူ့နေရာနဲ့သူတုံးနေတာမျိုးပဲကျွန်တော်မဟုတ်တာ။ တော့ကျွန်တော်တို့အနေနဲ့လက်ရှိ Ambudin သွားကျင်နေပါတယ်ဆိုတော့ကွင်းလင်မှာကိုဘီမင်းနူးလို့ပလေယာအတွက် role မရှိဘူး။နော်ဘာလို့လဲဆိုတော့သူကလောင်းဘောတွေပဲတရဆက်ကန်ကျင်နေတဲ့နီးပြဗျာတိလား။ကျွန်တော်ကြည့်ပါလားကက်စမီရိုစီကနေပြီးတော့မင်းတွေးလိုက်တာဖောင်းသူကန်လိုက်ပြန်ပြီဖာနန်ဒက်စီကိုတွေးလိုက်ဖောင်းသူပြေးလိုက်ချင်ပြီလောင်းဘောမပြေးဘဲနဲ့ကွင်းလင်မှာဘောလုံးကင်ထားတဲ့အချိန်သူဘာရှိလဲပြိုင်ဘက်ကသူတို့လုံးဝ deep zone ထဲမှာဘောလုံးဗာလဲဒီခံစစ်တွေပိတ်နေတဲ့အချိန်ပဲရှိတာအဲ့တော့မင်းနူးလို့ကစားမအတွက်မင်းနူးဟာအီနီစတာတော့ကောင်းကောင်းဂျာဘီတော့ကောင်းကောင်းဗျာသိလား ဟာဒီကောင်တော့ကွာသိတယ်မလားမင်းလောင်ပေါ်မပီးတဲ့လို့ဆိုပြီးတော့မင်းမသုံးဘူးအင်းဒီစရာတို့ဂျာဘီတို့လည်းမင်းလက်ရှိမင်းမင်းအန်ဘိုနီလက်အောက်မှာဆိုဒီကောင်ဘာကွင်းလည်းမရမှာမဟုတ်ဘူးပြောချင်တာကကစားမတယောက်ကကောင်းလို့မကောင်းလို့မသုံးတာမဟုတ်ဘူး तू လူချင်းနဲ့ trade တွေမရှိလို့ तू မသုံးတာအဲ့တော့ကျွန်တော်တို့က menu ကိုတအားသုံးစီခြင်းညတယ်မမသုံးစီခြင်းနဲ့အမ်မိုရင်လက်အောက်မှာ menu ကိုသုံးရင်နောက်ထပ်ဆဲတရားတယောက်ပူသွားတာမှရှိပါဘာလို့လဲဆိုတော့အမ်မိုရင်လက်အောက်မှာဘယ်သူမှကောင်းမလာတယ်လို့ကစားမအများစုညီပါက out of position ညီပါကြီးကစားနေရတာ ီးတော့အဲ့တော့လက်ရှိကျွန်တော်တို့ဒိုဂူကိုပြောနေကြသလိုပဲကျွန်တော်လက်ရှိပေါ့နော်ဖာနန်ဒက်စ်ကိုကျွန်တော်ပြောနေကြသလိုပဲနော်ကျွန်တော်တို့ဒီအာမက်ဒီယာလူကိုပြောနေကြသလိုပဲဂျီဇီလူကိုပြောနေကြသလိုပဲမိန်းနူးကိုထည့်တုံးလည်းပဲမိန်းနူးကိုကျွန်တော်တိုင်ပတ်တာပဲကျွန်တော်မြင်ရမှာဟုတ်လားအဲ့တော့မိန်းနူးတကယ်ပြောတာကျွန်တော်အအသင်းကနေတော့မိန်းနူးတော့မထွက်စေချင်ဘူးဒါပေမဲ့လို့အန်မိုရင်ဆက်ရှိမယ်ဆိုရင်ဇန်နဝါရီမှာမိန်းနူးထွက်မှာဖြစ်မှာမဟုတ်ရင်ဒီကစားမလေးရဲ့အကြီးချင်းကကျွန်တော်ဘာမှကျွန်တော်နေနေပေါ့နော်မြင်ရမှာမဟုတ်ဘူးဆိုတော့အန်မိုရင်ဆက်ရှိတူပြီး ကိုဗီမင်းနူးကိုကျွန်တော်အနေနဲ့ပေါ့နော်ကိုဗီမင်းနူးကိုကျွန်တော်ဒါပွဲထွက်လူစင်းမှာကျွန်တော်ပေးတာမျိုးပေါ့နော်ကျွန်တော်ဒါမမြင်သိဘူးတိလာနော်လုံးဝကျွန်တော်အနေနဲ့ဒါမမြင်သိဘူးတကယ်ပြောတာတကယ်ပြောတာကျွန်တော်အနေနဲ့အာမင်းနူးကိုကျွန်တော်တို့ကျွန်တော်တော့မမြင်ချင်းဘူးတတော်ကိုစူးစူးဝါးဝါးပါတတော်ကိုစူးစူးဝါးဝါးပါနော်ဆိုတော့အိမ်ခွေးမှာတရေတမတ်ပဲရတယ်ဆိုတာမျိုးကနော်တတော်ကိုစူးစူးဝါးဝါးပါကျွန်တော်တို့လေဘာဝုထက်မှာရှိနေတဲ့ဘာညာနဲ့เนาะဒီကောင်လေးကစုပ်ပြတ်တက်နေတာလေဗျာเนาะဒီကောင်လေးထက်မှာရှိတော့ကျွန်တော်တို့ဘာကုံယူစရာရှိတုံးမလို့မရှိဘူးလေဟုတ်တယ်မလားเนาะအဲ့အဲ့လိုစုပ်ပြတ်တက်နေတဲ့အသင်းနဲ့တော့မှကျွန်တော်တို့ကအမှတ်ကတူတူပဲ ဘာကိုယူစီဘာမှကိုယူစီတာမရှိဘူးဆုတ်ပြတ်တက်နေတာပဲเนาะဒီကောင်ကြီးကိုယ့်ထက်မှမရှိတာဘာဆန်းလို့တော့ဟုတ်လားတော့တော့ဆုတ်ပြတ်တက်နေတာကိုယ်ဒီလည်းပဲအခုဘာအမှတ်မှန်ကျွန်တော်တို့နေနဲ့မကွာဘူးစဉ်းစားကြည့်ဒါဟာကျွန်တော်တို့ဘာမှကိုယူစီတာရှိမိနေတော်တော်ဆူဆူဝါးဝါးနေထားပါเนาะအမ်ဘိုရင်ကိုကျွန်တော်ကြိုက်တဲ့သူတချို့ကပဲလေဘောက်ထက်မှရှိလို့ဆိုပြီးတော့မင်းစမြုပ်ပြန်ပြန်နေလိမ့်မယ်ဘာမှကောင်းတာမရှိဘူးနော်ဘာမှကောင်းတာမရှိဘူးဟုတ်ပြောတာစဉ်းစားကြည့်လေဗျာကျွန်တော်အချီနေကတော်တော်ဆူဆူဝါးဝါးကြီးကိုနော်ဆိုတော့ညီကတို့လေနော်မင်းအေးပြရတာမင်းများပေါ့ခင်ရလို့လဲဟုတ်တယ်မလားနော်ဆိုတော့ကျွန်တော်ခဏနေဟို ဟို fan discussion မှာကျွန်တော်ပြန်ပြီးတော့တွေးကြပါမယ်ကျွန်တော် rating လေးလေးဝင်ပေးသွားကြပါဦးเนาะ mod ကတော့မနေ့ပြန်ကျွန်တော် rating video လုပ်တဲ့အခါမှာဘလောက်မှန်တော့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะကျင်ရညိုတွေထောင်းကားနေပါရှိပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ် channel လေးကို subscribe မနေရသေးဘူးဆိုရင်နေပြီးတော့ button ဆူပါတယ်ဆိုတော့ fan discussion မှာကျွန်တော်ပြန်ပြီးတော့တွေးပါမယ်ဒီချိန်ထိကြည့်ပြီးကြတဲ့ညိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးပါเนาะ